ဒီငက်ကလေးကလှတလောက်ရက်ဆက်တဲလို့နာမည်ကြီးတယ်။ငက်တွေထဲမှာရက်ဆက်တဲအလှပင်မလို့နာမည်ကြီးတဲ့ငက်တစ်မျိုးရှိပါတယ်။ဒီငက်လေးအကြောင်းကိုဒီဗီဒီယိုထဲမှာစုံစုံလင်လင်ကြည့်လိုက်ရအောင်ပါ။ အဲ့ဒီငှက်ကလေးနာမည်ကိုတော့ secretary ငှက်လို့ခေါ်ပါတယ်။တချို့ကလည်းသူ့ကိုရက်စက်တဲ့ဘီယံမှာခေလာခွင်းလို့ခေါ်တတ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့အကျဉ်းဆိုင်ကြောင့်ပါရှင်။ဒီငှက်ကလေးကိုအာရှတိုက်မှာလည်းမြင်တွေ့ရတတ်ပြီးတော်တော်အယက်မြင့်တဲ့ငှက်တွေထဲမှာပါပါတယ်။သူကတိုင်းရငှက်တွေဖြစ်တဲ့လင်းယုံသိမ့်ငှက်တို့နဲ့ဝမ်ခွဲတွေတော့ဆက်တာဆိုတော့သူတို့လိုပဲအသားကောင်ဖမ်းရတာကိုနှစ်သက်တာတော့မထူးဆန်းပါဘူး။ထူးဆန်းတာကတော့သူ့ရဲ့နာမည်ပါပဲ။တကယ်တော့ secretary ငှက်ဆိုတဲ့နာမည်ကဘာကြောင့်ဒီနာမည်ကိုပေးထားလဲဆိုတော့ဇင်းမြတ်တော်ရှိမနေပါဘူး။တမိုင်းတချို့အရဆိုရင်တော့ဒီငှက်ကလေးနာမည်က Sagittarius ကနေလာတယ်လို့လည်းဆိုကြပါတယ်။ ဂရိနာမည်တစ်မျိုးပေါ့ရှင်အတိတ်ဘယ်ကတော့မြသမားလို့ဆိုလိုတာပါဘာကြောင့်များသူ့ကိုမြသမားလို့ခေါ်တာဖြစ်မလဲဆိုရင်တော့သူ့ခေါင်းပေါ်ကအမွှေးအတောင်လေးတွေကြောင့်ပါမြသမားရဲ့မျက်ရည်ထဲကမျက်အမီးတွေထောင်နေသလိုဖြစ်နေတဲ့ဒီအတောင်တွေကြောင့်ဒီလိုခေါ်ရလို့ဆိုကြပါတယ်တချို့ကလည်းဒါကအရက်နာမည်စိုက်ထရတ်ကနေပြီးလာလားလို့လည်းထင်ကြပါတယ်အတိတ်ဘယ်ကတော့မဟုတ်ဆိုးငတ်ပါတယ်ရှင်ဒီလိုဖြစ်နိုင်ခြင်းအခြေအနေနဲ့အီဂျစ်မှာရှိတဲ့ရှီဟောင်ရုပ်ပုံတွေရုပ်ထုတွေစီမှာစက်ကရီငှက်ရဲ့ပုံတွေကိုလည်းအများအပြားတွေ့မြင်ရတာကသက်သေခံနေပါတယ်။မြန်မာသမားပဲဖြစ်ဖြစ်အမုတ်ဆိုးငှက်ပဲဖြစ်ဖြစ်အ ့အတွင်းဦးငှက်ပတ်ဖြစ်ဖြစ်ဒီငှက်ကသူ့ရဲ့အသွင်မြင်ကြောင်းတော့အတော်လေးလူစိတ်ဝင်စားခင်ရပါတယ်။အပေါ်မှာပြောခဲ့သလိုပါပဲဒီငှက်ကတော်တော်လေးအယဉ်မြင့်တဲ့ထဲမှာပါပါတယ်။ခြေတော့ကနေကောင်းပြအထိလေးဝင်နဲ့နှစ်လက်မလောက်မြင့်ပါတယ်။ငှက်တကောင်ကအဲ့ဒီလောက်မြင့်နေဆိုတာခက်ရှားရှားပါ။ဒါပေမဲ့သူကအရက်သာမြင့်တာအယဉ်တော့ပေါ့ပါပါတယ်။အလေးချိန်မှ၉ပေါင်ပဲရှိပါတယ်။ပေတပေါင်းလောက်အမြင့်အထိပြန်နိုင်ကြတယ်ဆိုပေမဲ့အများအပြားတော့လေထဲမှာထည့်မြေပေါ်မှာပဲတိုက်ရိုက်ဆင်းပြီးတော့အစာရှာကြတာကိုအတွေ့ရများပါတယ်။သူနဲ့ဝမ်ခွက်တော်တဲ့ငှက်တွေကလေထဲမှာဆိုရင်တော့ဆရာကြီးတွေဖြစ်သလား ူကတော့မြေပြင်မှာတိုက်ရိုက်ရှင်ဖိုက်ခြင်းနဲ့ငှက်မျိုးပါ။လေထဲကနေအမြင့်ကြီးကိုတက်အစာကိုကြည့်ပြီးလေဟုန်စီးဆင်းလာပြီးတုတ်ချီသွားတက်တဲ့ငှက်မျိုးမဟုတ်ပါဘူး။အစာကိုမြေပေါ်မှာနေတိုက်ရိုက်ဖိုက်ပါတယ်။သူ့အစာကလည်းအများအပြည့်တော့အစိတ်ရှိတဲ့မွေးတွေပါပဲ။ဒီနေရာမှာကတော့သူ့ဝမ်ခွေးတွေနဲ့ကြူပါရဲ့ရှင်။ဒီငှက်လေးရဲ့အကြောင်းဆက်ပြီးတော့မတင်ဆက်သေးခင်မှာအခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအမြဲကြည့်ရှုခန်းစားခြင်းနဲ့ဆိုရင်တော့ကျမတို့ interest knowledge page လေးကို like တန် follow လေးလုပ်ထားပြီးပို့တောင်းဆိုကြပါမယ်။အကောင်းဆုံးနေ့ကိုပဲရွေးချယ်တင်ဆက်ပေးသွားမှာပါရှင်။ သူကမွေးဒီကိုတကယ်နိုင်ပါတယ်။တချို့ကလည်းသူကမွေးစိတ်ကိုအတန်အသင့်ပြီးတယ်လို့ယုံကြတဲ့သူတွေလည်းရှိပါတယ်။အဲ့ဒီလိုဟောမဟုတ်တော့တရားလေးလာထားတာမရှိသေးပေမဲ့သူ့ကိုမွေးဒီကတကယ်ကိုကြောက်ကြတာပါ။သူကမွေတွေ့ရင်အနာကက်သွားပြီးသူရှည်လျားလာတဲ့ခြေတံလှလှတွေနဲ့တက်နေတော့တာပါပဲသူခြေသေးတွေကြားမှာမွေလဲဇီဝင်ချုပ်ရတာပေါ့လေသူကမွေကပြန်ပေါက်မှာစိုးလို့သူကခြေနှုတ်ခြေသိန်းကလည်းအရန်ကိုမြန်ပါတယ် ူရဲ့ခြေတစ်ချက်နင်းတဲ့ကြာချိန်ကတော့90မီလီစက္ကန့်ပဲရှိတယ်လို့လေ့လာတွေ့ရှိကြမှာတွေ့ရပါတယ်။10စက္ကန့်တော့မပြည့်ပါဘူး။မျက်တောင်ခတ်မြင်တောင်သူနင်းလိုက်တာကိုမြင်လိုက်မှမဟုတ်ပါဘူး။ပြီးတော့90မီလီစက္ကန့်ဆိုတော့မွေရည်တုံ့ပြန်ချိန်ထက်ကိုပို့ပြီးတော့မြန်ပါတယ်။ဒါကြောင့်မြန်ပါတယ်ဆိုတော့မွေရည်တောင်ခံလိုက်ရတာပါ။ သူကနင်းမီဟိဆိုရင်လည်းခေါင်းကမှယွေးနှင်းချတာပါဆက်ကနေခေါင်းကိုခြေသေးကြီးတွေနဲ့စောင့်စောင့်နှင်းချလိုက်ပြီးဟိဆိုရင်တော့မွေးကလောကကြီးတွေကနေထွက်ခွာသွားပါပြီအဲ့ဒီလိုရက်ဆက်ကြံကြုံလို့လည်းရက်ဆက်တဲ့အလှဘယံမလို့သူ့ကိုခေါ်ကြတာပေါ့ရှင်တခုတော့ရှိတာကသူ့မှာသူ့ရဲ့ဝမ်းကွဲတွေရဲ့စွန့်အင်နောက်တစ်ခုလည်းမရှိပြန်ပါဘူးအဲ့ဒါကတော့လင်းယုံတိမ့်ငက်တွေလိုမျိုးခြေသေးနဲ့သားကောင်တွေကိုကုတ်ချီပြီးမပြန်တန်းနိုင်တာပါတော်ယုံလို့ဆိုရင်တော့ရပြီမဲ့လင်းရင်မတင်နိုင်တော့ပါဘူးပေါ်ပါတဲ့အယိုးပွားတွေနဲ့တိဆောက်ထားတဲ့သူ့ခြေထောက်တွေကအဲ့ဒီလိုလေးတဲ့သားကောင်တွေကိုတဲသွားနိုင်လောက်အောင်တော့မတန်ပါပါဘူး ဆိုတော့သူကနှုတ်သီးနဲ့ပဲအစာတွေကိုကောက်ချီရပါတယ်။နှုတ်သီးနဲ့ချီရတာဆိုတော့သူ့အစာမွေးတွေကအသက်ရှင်နေသေးရင်သူ့အတွက်အနေရှိပါတယ်။ဒါကြောင့်လင်းရောင်တိတ်ငှက်တွေလို့တုံမသွားပဲတခါတည်းခေါင်းကိုနင်းပြီးအပြက်ဖြတ်ပြတ်တာပါရှင်။ပရိသတ်ကြီးတို့ရောဒီငှက်လှလေးလိုမျိုးလှတဲ့လောက်ရစက်တက်တဲ့သူတယောက်လောက်များသိကြလား။အခွက်ကမမရေးပေးခဲ့ကြပါဦး။အစုံနဲ့ကြည်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။